နမောလေးချက်ဂါထာနဲ့နမောငါးချက်ဂါထာဘာကွာလဲနှစ်ခုစလုံးကကျွန်တော်တို့ရထားကြတဲ့နမောတတဗကဝတော်အရဟတော်သမ္မာသမ္ဗုဒ္ဓတ္တဆိုတဲ့ပါဠိကိုပဲ ပြန်လဲခွဲခြမ်းစိတ်ဖြာပြီးရွတ်ဖတ်ကြတာချင်းအတူတူပဲအတိဘယ်အနေနဲ့လဲအပြောင်းလဲမရှိဘူးပြောရရင်တော့ခွဲခြမ်းစိတ်ဖြာသူရဲ့စိတ်အလိုဆန္ဒရွတ်ဆိုသူရဲ့စိတ်အလိုဆန္ဒအဲ့ဒီနှစ်ချက်ကြောင့် နမောလေးချက်ဂါထာနမောငါးချက်ဂါထာဆိုပြီးဖြစ်ပေါ်လာတာပါမိတ်ဆွေကြိုက်တဲ့တဲ့ဂါထာတခုခုကိုရွေးပြီးရွတ်ပါတချို့ကဒီနမောလေးချက်ဂါထာကိုပရိစိတ်တဲ့နေရာမှာအသုံးပြုရွတ်ဆိုပြီးနမောလေးချက်ပရိစိတ်နီးလို့လည်းခေါ်ဝေါ်ကြပါသေးတယ်ခမဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ရဲ့မိတ်ဆွေများအတွက်နမောလေးချက်ဂါထာကို ပြောပြပေးပါမယ် နှမောငါးချက်ကာထာကိုတော့အရင်ဗီဒီယိုမှာကျွန်တော်တင်ထားတာရှိပါတယ်ကျွန်တော်အကောင့်ထဲဝင်ကြည့်လို့ရပါတယ်နှမောလေးချက်ကာထာရဲ့အကျိုးကတော့သူများထက်ထူးထူးခြားခြားဥဥဖြားဖြားရတတ်တယ်အခွင့်အရေးတွေလည်းရတတ်တယ်မမျော်လင့်မဲ့ငွေကြေးတွေရတတ်တယ်ဘယ်နေရာရောက်ရောက်အစားအသောက်တွေပေါများတတ်တယ်တကယ်တော့ နမောလေးချက်ရဲ့အကျိုးတွေကပြောပြလို့မရတော့အောင်အကျိုးတွေများပါတယ်။လက်တွေ့တာတကအနေနဲ့ဖះလက်ထက်တော်အခါကထင်းခုတ်သမသာအဖဝတ္ထုယောဂဝေဒနာတွေနှိမ့်ဆက်ခံရပြီးငငယ်ရွယ်ရွယ်နဲ့ဘဝဆုံးခဲ့တဲ့မထကုန်တလီတထေသာဝတ္ထုဒါတွေကနမောလေးချက်ကာထာရဲ့အကျိုးကြီးပုံကိုထင်ထင်ရှားရှားပြသနေပါတယ်။ကျွန်တော်တို့လူသားတွေက အကျိုးတစုံတရာရှိမှလောက်တတ်တဲ့သဘာဝရှိလို့ဒီလိုအကျိုးတွေကိုပြောပြနေရခြင်းပဲဖြစ်ပါတယ်။ရရှိမဲ့အကျိုးတွေကိုပဲအာယုံပြုပြီးရွတ်ဖတ်လို့တော့မရပါဘူး။အဲဒီလိုပဲအာယုံပြုရွတ်ဖတ်နေမယ်ဆိုရင်အချိန်ကုန်လူပန်းပြီးတော့ကောင်းကျိုးတရားတွေရတဲ့ရထိုက်တဲ့လောက်ရမှာမဟုတ်ပါဘူး။တကယ်လို့ရမှာကကာထာရဲ့အဓိပ္ပာယ်ကဘာလဲဆိုတာကိုအရင်လေ့လာပြီးတော့ကာထာရဲ့အဓိပ္ပာယ်ဆိုလိုရင်းအတိုင်း ြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုအာယုံပြုရွတ်ဆိုရမှာပဲဖြစ်ပါတယ်။ဂါထာကတော့နမောတတဗုဒ္ဓတော်နမောတတအရဟတော်နမောတတသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓတော်အရဟတော်သမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓတော်နမောတတအရဟတော် နမောတတ္တသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတော နမောတတ္တအရဟတောနမောတတ္တသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတော နမောတတအရဟတော နမောတတသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝါတောအရဟတော သမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝါတော နမောတတအရဟတော နမောတတသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ နမောတတဗုဂဝတောနမောတတအရဟတော နမောတတသမ္မာသမ္ဗုဒ္ဓတနမောတတဗုဂဝတောအရဟတော သမ္မာသမ္ဗုဒ္ဓတနမောတတဗုဂဝတောနမောတတအရဟတော နမောတတသမ္မာသမ္ဗုဒ္ဓတ နမောတတဗဂဝါတောအရဟတော သမ္မာသမ္ဗုဒ္ဓတ္တနမောတတဗဂဝါတောနမောတတအရဟတောနမောတတသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗဂဝါတောအရဟတော သမ္မာသမ္ဗုဒ္ဓတ္တနမောတတဗဂဝါတောနမောတတအရဟတော နမောတတ္တသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအနည်းဆုံးမနစ်တစ်ကြိမ်ညတစ်ကြိမ်ပူဇော်ဖြစ်အောင် ပူဇော်ပါတတ်နိုင်ရင်အဋိဌံပရိစိတ်ပါနမောလေးချက်ကာထာရဲ့တကူတော်ကြောင့်မိတ်ဆွေများကိုယ်ဤချမ်းမခြင်းစိတ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကောင်းကျိုးလိုရာဆန္ဒများတလုံးတစ်ဝါးဤပြည့်စုံကြပါစေ